ရာဒီ YouTube ပြောင်းလဲမှုကကဘာကြီးကိုပျက်စီးစေတယ်။ဒါကတော့အားလုံးကြည့်ပြီးသားပါ။ဒါပေမဲ့မီဒီယာရှိတာကအဲ့ဒီပျက်စီးမှုတွေရဲ့တန်ဖိုးကိုငွေနဲ့အတီးကျတတ်မှတ်လို့ရနိုင်မလား။ဆိုလိုတာကပိုပူလာတဲ့ကဘာကြီးရဲ့တော့ကျွန်တော်တို့ဘလောက်အချိပေးဆက်ရမှာလဲ။အဲ့ဒီမိကွန်းကိုစီပွားရေးဗီဒါရှင်တွေဘလို့တက်ချက်နေကြတဲ့လဲဆိုတာကိုအခုပဲအထူးထူးကြည့်လိုက်ကြအောင်။ဒီအကြောင်းအရာကဘလောက်ထိအရေးကြီးလဲဆိုတော့လေ IPCC ရဲ့အထူးအစီရင်ခံစာတဲ့ကစကတ်တခွနဲ့စာကြည့်အောင်။သူတို့ကဘာပြောထားလဲဆိုရင် အပူချင်းမြင့်တဲမှုအသေးအဖွဲလေးကအစအရေးပါတယ်နှစ်တနစ်ချင်းစီတိုင်းဟာအရေးပါတယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုတိုင်းဟာအရေးပါတယ်တဲ့တကယ်တော့ဒီစကားကကျွန်တော်တို့ရဲ့လှုပ်ဆောင်ရချက်တိုင်းဆုံးဖြတ်ချက်တိုင်းဟာအနာဂတ်ကဘာရဲ့ကန့်ကျင်မှုကိုတိုက်ရိုက်ပုံဖော်နေတယ်ဆိုတော့ကိုအလေးနဲ့တတိပေးနေတာပါပဲဟုတ်ပြီဒါဆိုတကယ်တမ်းမေးရမယ်မေခွန်းကတော့ပိုပူနွေးလာတဲ့ကဘာကြီးရဲ့တူတဲ့တိကျတဲ့တန်ဖိုးအဲ price tag ပေါ့ဘယ်လောက်လဲ ဒီပြည့်ချီဆုံးရှုံးမှုတွေကိုငွေနဲ့ဘလို့တိုင်းတာကြမလဲကဲဒီမိကုံကိုဖြစ်ဖို့စီးပွားရေးပညာရှင်တွေတောင်းတဲ့အဓိကကြတဲ့တူးတစ်ခုကိုကြည့်ကြအောင်တအားကိုသူတို့ရဲ့ဘယောဂမန်လုံးလို့တောင်းဖို့လိုရပါတယ်အနာကတ်ကိုကြည့်တဲ့မန်လုံးပေါ့အဲ့ဒါကို damage function လို့ခေါ်ပါတယ် ရိုးရိုးလေးပြောရရင်ဒါကယာဒီဥတို့ကြောင့်ဖြစ်တဲ့ရေကြီးတာတို့မုန်တိုင်းတိုက်တာတို့လို့ရုပ်ပိုက်ဆိုင်ရာပျက်စီးမှုတွေကိုဟုတ်ပြီဒီပျက်စီးမှုကဒေါ်လာဘယ်လောက်ကျပ်ငွေဘယ်လောက်တန်ဖိုးရှိတယ်လဲဆိုပြီးငွေတန်ဖိုးအဖြစ်ပြောင်းလဲပေးတဲ့ trendy စနစ်တခုပါပဲဒီ damage function တွေကတိုင်းတာဟိုစ조사တဲ့ယာဒီဥတို့ဆိုချိုအရေကနှမျိုးရှိတယ်ပထမတစ်ခုကနာဒါရှည်ဆိုချိုဒါကတဖြည်းဖြည်းနဲ့ရေရှိမှပျက်စီးစေတာမျိုးပေါ့ဥပမာဗျာမြအပူချင်တွေတက်လာလို့ဒီနန်ထွန်းနှုံတွေတဖြည်းဖြည်းကျလာတာမျိုး နောက်တစ်ခုကတော့ရွတ်တရက်ဖြစ်ပေါ်လဲဆိုးချိုးနာမည်အတိုင်းပဲဟာရီကိန်းမုန်တိုင်းကြီးဝင်တာတို့ရေကြီးတာလိုမျိုးချက်ချင်းဆိုသလိုကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်စေတာပါဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကဒီမော်ဒယ်တွေကထုတ်ပေးတဲ့ကမန်းချက်တွေကတစ်ခုနဲ့တစ်ခု တော်တော်လေးကိုကွဲလွဲနေတာပဲအခုဘာကြောင့်ဒီလို အကြီးအကျယ်ကွဲလွဲနေရတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီစရာကိုတစ်ချက်ကြည့်လိုက်ပါ ကမ္ဘာအပူချိန်3ဒီဂရီစင်တီဂရိတ်မြင့်တက်လာခဲ့ရင် GDP ဆုံးရှုံးမှုကဘယ်လောက်ဖြစ်မလဲ။နှထားဟုတ်နှစ်ကလေးလမှုတစ်ခုမှာတော့30%လောက်ပဲလို့ပြောထားတယ်။ဒါပေမဲ့2024ခုနှစ်လေးလမှုတင်မာတော့33%ထိခွန်းတက်သွားတယ်။30%လက်33%ဒါဟာဆယ်ဆနီးပါးกว่าနေတာ။တက်တော့ကိုကြီးမားတဲ့กว่าချက်ကြီးပါပဲ။အဲဘာကြောင့်ဒီလောက်ထိခွာနေရတာလဲ။ဒီกว่าချက်တဲ့အဓိကအကြောင်းရင်းတစ်ခုကိုလေကားတစ်ခုကိုစစ်ထဲမှာမြင်အောင်ကြည့်လိုက်ပါ။ level effect ဆိုတာကကိုတက်နေတဲ့လေကတစ်ထစ်ကျိုးသွားတာနဲ့တူတယ်ဟုတ်တယ်အောက်ကိုတော့တစ်ထစ်နှင်းသွားတယ်ဒါပေမဲ့ကျန်တဲ့လေကထစ်တိကအရင်နှဲပဲမို့လို့အပေါ်ကိုအရင်နှောင်းတိုင်းဆက်တက်သွားလို့ရသေးတယ် growth effects ကတော့အဲ့လိုမဟုတ်ဘူးလေကတစ်ထစ်တည်းကျိုးတာမဟုတ်ပဲလေကတစ်ခုလုံးရထောင်ထားတဲ့ထောင်ဆောင်ကိုရှော့ချလိုက်တယ်လို့ပဲအဲ့ဒီအခါကျတော့နောက်တက်ရမဲ့လေကထစ်တိုင်းကအရင်ကလောက်မမြင်တော့ဘူးအပေါ်ကိုရောက်ဖို့အရင်ထက်အများကြီးပိုခက်သွားပြီအနာဒီအမြင်တစ်ခုရဲ့ကြွားချက်ကြောင့်ပဲခမန်းချက်တီကအကြီးကျယ်ကွဲလွဲသွားတာပါ ကဲအခုနောက်ပိုင်းမှာတော့ပိုးပြီးစိတ်မချမ်းသာစရာကောင်းတဲ့ခံမှန်းချက်တွေထုတ်ပေးနေတဲ့နောက်ဆုံးပေါ်မော်ဒယ်လေးအကြောင်းကိုဆက်ကြည့်ကြရအောင်အထူးသဖြင့် cost နဲ့သူ့အဖွဲ့2024ခုနှစ်မော်ဒယ်လိုမျိုးနောက်ဆုံးပေါ်မော်ဒယ်တွေကဒီကိစ္စမှာ game changer ဖြစ်လာပါတယ်ဒီ model ကို network for greening the financial system တမမဟို NGFS လို့အဖွဲ့အစည်းကြီးတွေကတော့သူတို့ရဲ့တွက်ချက်မှုတွေမှာဆက်ပြီးအသုံးပြနေကြပါတယ်ဒီ model အတစ်ဘာကြောင့်ဒီတော့ထူးခြားနေလဲဆိုတော့အဓိကအချက်၃ချက်ရှိပါတယ် အဆင့်တစ်သူကပြန်ပြအပူချင်းတစ်ခုလေးကိုပဲမကြည့်တော့ဘူးမိုးရွာတော့မို့လို့အပူချင်းအတက်အကျတော်တော်တခြားအချက်လက်တွေပါထည့်ထွက်တယ်အဆင့်နှစ်နောက်ဆုံးဖို့အချက်လက်တွေကိုပဲအသုံးပြုထားတယ်ဒါမဲ့တကယ်ကိုအပြောင်းလဲချင်းဖြစ်ဆိုတဲ့အချက်ကတတိယအဆင့်မှာပါအဲဒါက persistent effect လို့ခေါ်တယ်ဆိုလိုတာကယာဒီဥတုပီးတစ်ခုရဲ့စီးပွားရေးတန်ရာဟာဖြစ်ဖြစ်ခဏနဲ့ပြောင်းမသွားပဲနှစ်ပေါင်းများစွာဘလို့ပီတီချန်ရက်နေလဲဆိုတာကိုထိစဉ်းစားထားတာအာဒါကပဲခမန်းချစ်တွေကိုအရင်ကတည်းကအများအိပ်ပုံမြင့်သွားစေတဲ့အဓိကအချက်ပါပဲကဲ ဲ့ဒီရေကြီးဆုံးတတိယအချက် persistence effect ဆိုတာကိုနည်းနည်းပို့ပြီးအသေးစိတ်ကြည့်လိုက်ကြရအောင်ဥပမာတစ်ခုနဲ့ရှင်းပြကြည့်မယ်ဒေတာတစ်ခုမှာပြင်းထန်တဲ့အပူလိုင်းတစ်ခုဖြတ်သွားတယ်အဲ့ဒီတော့စိုက်ပျိုးရေးထွက်ကုန်တွေအကြီးကျယ်ယော့ကျသွားတယ်ဆိုပါစို့ချက်ချင်းတွေ့ရမယ့်ထိခိုက်မှုကတော့အဲ့ဒီနေ့မှာ GDP 2%ထိုးချသွားတာပါပဲဒါပေမဲ့ဇာလန်ကအဲ့ဒီမှာမူပြီးတွားဟုဒီထိခိုက်မှုရဲ့နောက်ဆက်တွဲကြက်ကဆက်စွန်းနှစ်တစ်ခုလောက်အထိဆက်ပြီးရိုက်ခတ်နေနိုင်ပါသေးတယ် ဘလူဂရဲတွေလဲဆိုတော့ကွန်ခန်းသွားတဲ့ရေရင်းမြေတွေပျက်စီးသွားတဲ့အခြေခံစားအောင်တွေမိတက်လာတဲ့အာမခံစည်းတွေပြတ်တောက်သွားတဲ့ supply chain တွေပြီးတော့ရင်းနှီးမြှော်လန့်မှုတွေရွာကျသွားတာလေဒါတွေအားလုံးပေါ့အရေးကြီးတာဒါတွေက model အဟောင်းတွေမှာမကြခဏမိကြံနေတဲ့ထဲမတွက်ခဲ့တဲ့အချက်တွေပါပဲဟုတ်ပြီဒီကိန်းကနန်းတွေကပိုပြီးကြောက်เสียကောင်းလာပြီဒါဆို so what ဒီခမန်းရဲ့အသက်တွေကစာရွက်ပေါ်ကသူတေသနအသက်ပဲလား ဒါမှမဟုတ်လက်တွေ့ကမ္ဘာပေါ်မှာတကယ်ပဲတက်ရောက်မှုတွေရှိနေပြီလားအဖြေကတော့ရှိနေပါပြီအခုဆိုရင်ဒီလိုပုံမြင်မှားတဲ့ပျက်စီးဆုံးရှုံးမှုခံမှန်းချက်တွေကိုဘဟုပါနေလို့ဘာနာရေးဖွယ်အစည်းအကြီးတွေကတော့သူတို့ရဲ့ဘာနာရေးဆိုင်ရာ risk တွေကိုတွက်ချက်တဲ့အခါမှာထည့်ထွင်းစဉ်းစားနေကြပါပြီဆိုလိုတာကဒါဟာစာတန်းတွေထဲကသူတိတဲ့နာတကူတက်တဲ့မဟုတ်တော့ပဲလက်တွေ့ဘာနာရေးလောကအပေါ်တကယ်ကိုတက်ရောက်မှုရှိလာပြီဆိုတဲ့အတိပယ်ပါပဲဒီနေရာမှာနည်းနည်းတော့ခေါင်းရှုပ်စရာကောင်းတဲ့အထွေးတစ်ခုပေါ်လာနိုင်တယ် ဲ့ဒါကဘာလဲဆိုတော့ရာသီဥတုကြောင့်စီးပွားရေးထိခိုက်တယ် GDP ကျတယ် GDP ကျတော့စေယုံအလုတ်ယုံဒီလေပတ်မှုနဲတော့တော့ကာဗွန်ထုတ်လွှတ်မှုလည်းကျသွားမှာပဲဟွန်းဒါဆိုစီးပွားရေးပျက်စီးတာက ရာသီဥတုအတွက်တစ်ဖက်လက်နဲ့အကျိုးရှိနေတာလားဆိုတော့မေးခွန်းမျိုးပေါ့ဒါပေမဲ့ NGFS စီးရင်ခန်းစာမှာ DAUS ကိုပြက်ပြက်တားပါခြေဖားထားတယ်သူတို့ပြောတာကရှင်းရှင်းပြောရရင်ရာသီဥတုပြောင်းလဲမှုကိုနေခွေအောင်လုပ်ဖို့ ရုပ်ပိုင်းဆံရာပျက်စီးပျက်စီးမှုတွေနဲ့တွားလို့လို့မဖြစ်ဘူးတဲ့။ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အဓိကဖန်တိုင်ဟာကာဗွန်ထော်လိုမှုလျော်ချဟုတခုတည်းမဟုတ်လို့ပါပဲ။တကယ်ရည်မှန်းချက်အစင်မှန်ကကမ္ဘာလုံးဆိုင်ရာရေရှည်ကောင်းကျိုးချမ်းသာကိုအကောင်းဆုံးဖြောင်းဖန်ကြည့်ဖို့ပဲဖြစ်ပါတယ်။အစွန်းတက်အနေနဲ့ပြောရင်ယာတိဥတုပြောင်းလဲမှုရဲ့ကုန်ကျစရိတ်အဲ့ဘေးပေါ့။အဲ့ဒါကရှောင်လွဲလို့မရတော့ဘူးဆိုတော့ဒီရတော့ပါပြီ။အခုမေးရမှာကဒီတံမိုးကိုကျွန်တော်တို့ဘယ်လိုပေးဆက်ကြမလဲ။စနစ်တကျစီမံကိန်းနေနဲ့ဂျိုတင်ကာကွယ်ရေးပေးဆက်မလား။ ဒါမှမဟုတ်ရင်ဘေးအန္တရာယ်တွေရဲ့ပစ္စည်းဆုံးရှုံးမှုတွေနဲ့နောက်ကနေလိုက်ပြီးဒုက္ခခံရင်ပြေးဆက်မလားဒါကတော့ကျွန်တော်တို့အားလုံးရဲ့အနာကအတွက်အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်လာမှသိကြပါတယ်